တ်များအားလုံးပဲမင်္ဂလာပါရှင်။နာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ကလေး၃ယောက်အဖေစီကိုငွေမှတ်ပြီးတမိဖြစ်သူကိုဝါကွက်အဖို့စူးစားခဲ့တဲ့မိဘနှစ်ပါးရဲ့အမားနောင်ဓာတ်ဆိုတဲ့စိတ်ဝင်စားပွဲတရိတန်ဝေကရပွဲ ဖြည့်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။ အချိန်မှာည၈နာရီသာသာခန်းရှိလေပြီ။လာမိုင်းညဖြစ်တဲ့အပြင်တပေါင်းတကူမိုးသားကျူးတဲ့ရာသီမှုကြီးမားထူထဲတဲ့မိုးတိမ်တောင်ကြီးများကကောင်းကင်အနံလွှမ်းအုပ်ထားပြန်လေတော့လောကတစ်ပြင်လုံးပိတ်ပိတ်အောင်မှောက်မဲလျက်ရှိပါရဲ့။မိုးကုတ်ဇဝိုင်းစီမှာလေမော်ရောင်လျက်စီးများတစ်ချက်တစ်ချက်ဝင်လက်သွားတာကိုတွေ့ရသလိုမိုးချင်းတန်ခတ်အုပ်အုပ်ကိုပါတချီတချီမှာအဝေးကနေကြားကြရတယ် ထိုအမောင်တို့အောင်မှာစိန်နပန်းချုပ်များကိုအကာအကွယ်ယူပြီးတစုံတဦးကိုမျောလင်းတကြီးဆောင်စားနေသူကတော့ချစ်လွင်မဲဖြစ်ပါရိသူကရှေးမြင့်ခွင်းကိုခေါင်းထောင်ပြီးတချက်မော့ကြည့်လိုက်တဲ့ရှေးဘက်ခိုင်းနေရာလောက်မှာဈေးဆိုင်များလူနေတဲများမှာမီးလုံးမီးကြောင်များဖွေးဖွေးလက်နေတာကိုတွေ့ရတဲ့ညာဘက်အလုံစင်းနဲ့အင်ဂျင်ဆံမောင်းတံများဘီရိုယုံဘက်မှာအတံပလံများကိုပါကြားနေရတဲ့ မကြမီအရင်မဲမဲတကူကတရွေ့ရွေ့လှုပ်ရှားလာတာကိုတွေ့ရတာမို့ချစ်လွင်ထေခနဲ့ရင်ခုန်သွားတယ်။ဒူအရိတ်ကတဖြည်းဖြည်းနီးကပ်လာတာနဲ့အတန်ခတ်အုပ်အုပ်နဲ့လှမ်းမိလိုက်တယ်။ထွေးလာ။ဟုတ်တယ်ကိုလွင် ရောင်းနေတာကြပြီလား။တပတ်ကပြန်မေးလိုက်ပြီးရှေ့ကိုတိုးလာတယ်။ချစ်လွင်ကထန်ရာကထရက်ကစီးကျုံနေလိုက်တယ်။အီမာချစ်လွင်နဲ့တင်းတင်းထွေးတို့ရဲ့တမီရီစာချင်းတွေကန်ကစတင်တော့တယ်။ဆောင်းလိုက်ရတာထွေးရဲ့ ကိုရောက်နေတာကြာလှပြီအမေကနင်းနေမှာအလစ်မပေးတော့ဘူးကိုလွန်ရဲ့အခုတော့အိမ်သာသွားဖို့အကြောင်းပြပြီးတော့ထွက်လာခဲ့ရတာထွေးတို့အမေကလည်းဒီလောက်တောင်မဲလာကွာချစ်လွင်က မချင်မရဲပြောကချစ်သူရဲ့လက်ဖြားကလေးများကိုခဏနာကိုင်းညှဲ့လိုက်တဲ့တင်းတင်းထွေးကဟုတ်တယ်ကိုလွန်အမေကဟိုလူကြီးနဲ့ကိစ္စကိုအမြန်ဆုံးအစီအစဉ်တော့မဲ့ပုံမဲတကယ်တော့အမေကိုထွေးဖွင့်ပြောလိုက်တာကမှားသွားတာ ဒီကိုလာကိုဆိုတဲ့လူကြီးကိုမယူပေးရစေနဲ့ထွေးမှာရည်ရွယ်ပြီးသားရှိပါတယ်လို့ပြောလိုက်ကလေးကအမေကသွေးဆူသွားတာအဲ့ဒီလူကြီးနဲ့ကိစ္စအထမမြောက်မှစိုးရင်ပြီးတော့အမြန်ဆုံးစီစဉ်ခြင်းနေတော့တာပြီးတော့ထွေးကိုလည်းကြိမ်ထားသေးတယ်ကိုစိတ်ကိုသဘောနဲ့ထင်ရဆိုင်မယ်တော့မကြမ်းနဲ့တခါလေတေကန်းပြတ်ပဲတဲ့ကိုတော့ဒီလကိုဆိုတဲ့သူကိုတတ်တောင်ပြစ်ချင်ပြီကွာတကယ်သာသနာဖြတ်ပဲအိုးဒီလိုတော့မတွေးပါနဲ့ကိုလွင်ရဲ့ ထွေးတို့မျောလင့်ချက်လုံးလုံးတော့မကုန်သေးပါဘူးထွေးအချင်းမယောက်ျားတစ်ယောက်ရဲ့ချောင်းဟန်တန်ကို ကြားလိုက်ရတာမို့နှစ်ယောက်သားအသာငိမ့်နေလိုက်ကြတယ်အတန်ကြာတော့မှချစ်လွင်ကစကားပြန်စားလိုက်တယ်ထွေးတို့အမေကပကတနာကိုအာကြီးမမောတာပဲနော်ဟုတ်တယ်ကိုလွင်ဒီကိုလာကိုကိုပဲအထင်တအားကြီးနေတာထွေးကရည်ရွယ်ပြီးသားရှိတယ်ပြောတာတော့ဘသူလဲဘယ်ကလဲဆိုပြီးပြန်မေးဖို့တော့မရတာပဲကြည်ဒီကိုလာကိုကလွဲပြီးတော့ ဘသူနဲ့မှသဘောမတူနိုင်ဘူးဆိုတဲ့သဘောပဲ။ဒီလူကလည်းစီပွဲစားပြီးပြီးငွေကထောတော့ထွေးတို့မိအထင်ကြီးမယ်ဆိုလဲကြီးလောက်ပါလေ။ဒါပေမဲ့ကိုသားသမီးရဲ့ကိုပိုင်ဆုံးဖြတ်ခွင့်ကိုကျုပ်ကျဲတာကတော့ချင်းလွင်စကားဆုံးအောင် မပြောလိုက်ရ။ခဝေးဝေးမှလှမ်းဩတန်တခုကအမောင်ထဲကထွက်ပေါ်လာ၏။တင်တင်ထွေးကချစ်လွင်ရဲ့လက်ကိုပြပြတလဲလှုပ်ချခဲ့ပြီးရုပ်ခန်းထဲထသွားရီဟဲ့တင်တင်ထွေး အင်းသာသွားတာကြာလာကြည်လားလာပြီအမေတင်းတင်းထွေးကခတ်သက်သွက်လျှောက်ကအမောင်နှဲကိုတိုးဝင်ပြောက်ကွေသွားရင်ချစ်လွင်ကကြောဘူးအိတ်ကိုလွှဲလိုက်ပြီးဆံကယ်ပေါ်ကိုတက်လိုက်တဲ့ဆက်ကိုလည်းနှိုးလိုက်တဲ့တို့နောက်မော်မင်းသမီးလက်ဖက်ရည်ဆိုင်ဘက်ကိုမောင်းထွက်ခဲ့တဲ့ဒီနေ့အင်ဂျင်သစ်တလုံးဝဲရန်အတွက်မြို့ပေါ်ကိုသွားစရာရှိတဲ့ဆက်အကြောင်းနားလေတဲ့ကိုကျော်ခင်ကိုပါခေါ်သွားရမယ်ဆက်စရာကိုကျော်ခင်နဲ့မော်မင်းသမီးမှာစုံချဖို့ချိန်ထားတဲ့ တင်းတင်းထွေးတို့တဲရှိရောက်တော့တချက်ငဲ့ကြည့်လိုက်မိတယ်။လှကိုကစောစောစီစီရောက်နေတယ်။တဲရှိမှာတင်းတင်းထွေးအမိနဲ့အတူရက်ပြီးစကားပြောနေတာကိုတွေ့ရတယ်။မနှိမ့်မြသူရဲ့မျက်နှာကိုမြင်ရတဲ့တခဏချစ်လွင်ချက်ချင်းပဲစိတ်ဆင်းရဲသွားတယ်။မောင်မင်းသမီးကိုရောက်တော့စိုင်ထဲမှာလူသိမ့်မစီလာသည်တင်းတင်းထွေးတို့တဲ့အနီမှာကျင်းပိုင်တအူးဖြစ်သူကိုဘဆိုင်ကိုတပွဲတလုံးမှာတွေ့ရသည်ကိုဘဆိုင်ရဲ့ဘေးမှာပဲသူဝင်ထိုင်လိုက်သည် ကိုဘဆိုင်ကဘာလဲဟေချစ်လွင်မျက်နာကြီးကမှုံလို့ပါလားကောင်မလေးနဲ့အစင်မပြေဘူးလားပြေပါတယ်ဟိုကောက်မျက်နာကိုစောစောစီစီမြင်ခဲ့ရလို့ပါကိုဘဆိုင်ကဟကနေတစ်ချက်ရီလိုက်တဲ့သူကချစ်လွင်တို့ဇလန်းကို အကုန်သိထားပြီးသူ အနာရောက်လာတဲ့သပွဲထိုးကိုချစ်လွင်ကလက်ဖက်ရည်မှားလိုက်တယ်ဒီအချိန်မျိုးကလှကိုယ်ကိုဝရိယစိုက်ထုတ်ရမယ့်အချိန်ပဲလေ ကောင်မလေးအမေကမကြခင်ရက်တောင်တတ်မှတ်တော့မယ်နေတူတွေကမင်းတော့ငတ်တော့မယ်ထင်တာပဲမပြောစမ်းမနေပြဒေါသပြေလွန်းလို့ကောင်မလေးကကိုဘတ်မှာပဲဟာ ခိုးပြေပေါ့ကွာခိုးပြေတာကဟုတ်တယ်ဗျအလုပ်တွေကိုအကုန်ပြစ်ထားခဲ့ရမှာကျင်းမကကျွန်တော်မရှိလို့မဖြစ်ဘူးဗျကျွန်တော်ဦးလေးကကျွန်တော်ကိုအကုန်လွှဲထားခဲ့တာကျွန်တော်ကကောင်မလေးနဲ့ထွက်သွားပါပြီတဲ့သူများနဲ့ကျင်းကိုတက်လွှဲခဲ့လို့မဖြစ်ဘူးဗျကြံမော့ကွာ ချစ်တတ်ရင်ဘာမှစိုးဖြစ်နိုင်ရမှာပေါ့ကိုဘဆိုင်ကရေးလိုက်တဲ့သူအခိုက်မှာပဲပြန်ကြားရေးရုံးဘက်မှာအတန်ချေဆက်နဲ့ကြီးညာတန်တစ်ခုထွက်ပေါ်လာတယ်စီပွဲစားကိုလောက်ကိုခမဒီမှာဖုံးလာနေပါတယ်တစ်ဖက်ကဖုံးကင်ပြီးတော့စောင့်နေတာဖြစ်လို့အမြန်ဆုံးလာရောက်စီလိုပါတယ်သူတို့နှစ်ယောက်တယောက်မျက်နာတယောက်ကြည့်မိကြတယ်ချစ်လွင်ကမျက်နာကိုရှုံးမေ့ပြလိုက်တယ် မကြမီမှာပဲလှကူကဆန်ကယ်နဲ့ဆန်ရှိကဖြတ်သွားတာကို သူတို့တွေ့ကြရတယ်။အရက်ရှိရှိအသားမဲမဲနဲ့လှကူကသပင်ကိုကော့နေအောင်ဖိထားတယ်။သူ့ဘဲဘက်လက်ကဝင့်မှာတော့ကြီးမားတဲ့ဟန်ချင်းတစ်ခုကဝင်းဝေးတောက်နေတယ်။တကယ်တော့လှကူဆိုတဲ့ကောင်ကိုလိုချင်တဲ့ကောင်မလေးတွေမော်ထဲမှာအများကြီးကွာ။ဒီကောင်က လူပြိုလဲလူပြိုငွေကလည်းထောတော့မျက်နှာပွင့်တာပေါ့။ဒီအထဲမှာသူကမင်းကောင်မလေးကိုမှရွေးလိုက်တာကတော့ နင့်ကန်ဆိုးတာပဲဒီကောင်ကလူလေတခြားကောင်မလေးတွေကိုလှဲ့မကြည့်ပဲနဲ့တကယ်အမှန်ကန်လေးကိုမှအပိုင်ချိုင်လိုက်တာကွချစ်လွင်ကစကားမစိုးလက်ဖက်ရည်ကိုတကြိုက်ကြိုက်လိုက်တဲ့ကိုဘဆိုင်ကဆက်ပြောတယ်တကယ်တော့ဒီကိစ္စမှာကောင်မလေးအမေကဒီလောက်မဟုတ်ဘူးကွသူ့အမဒူးရှိကအဓိကပဲသူ့အမကသူ့ကိုတိုင်းသာစွန့်အောင်မလုပ်နိုင်တာသူ့ညမတင်တင်ထွေးကိုတော့နှာကိုနဲ့မညာညာအောင်သူ့ဘိတ်ဇက်စရာကြီးလုပ်နေတာ လာကိုကသူကနေတစဉ်အဖွားကြီးကိုနားဖောက်တာကွာတင်တင်ထွေးအမနမေကတင်တင်ဝင်အယက်မြင့်မြင့်ခြေတန်းရှိရှိနဲ့မို့မော်ကာလာသားများကကွဲရမှာဒူးရှိလို့ခေါ်ကြရီဒူးရှိကြောင့်နေမကပေါင်းများအဖွားကြီးကိုတိုင်းကိုကငွေမလွန်းပါရီဟုတ်တော့ဟုတ်ပါရီဒါပေမဲ့လူတဘာဝအရာပြောကြည့်ဆိုရင်တော့ဒါကလည်းလွန်နေလို့တော့ပြောလို့မရဘူးကွာလာကိုကသူတို့ကို ပေးထားကန့်ထားတာနဲတာမှတ်လို့ သူတို့ကျင်းစပြီးလောက်ကလေးကကျင်းအောင်နဲ့အထီထုတ်ပေးထားတဲ့ငွေတွေကိုတပြောင်းမှပြန်မတောင်းဘူးတဲ့ငါကသူတို့ဒဲနာကတ်နေတဲ့ဟာအကုန်သိတာပေါ့အခုသူတို့နောက်ထပ်ဖုံးမဲကျင်းတဲ့နေရာကတော်တော်ကောင်းနေဗျအဲ့ဒီကျင်းဘိုးကိုတော့နှာကိုကပဲစိုက်ပေးတယ်ဆိုတိတ်ဟုတ်တာပေါ့မကြခင်အဲ့ဒီကျင်းတွက်ပွဲတော်တင်တော့မှာအဲ့ဒီကျင်းနေရာကျိုးတိုင်းတဲ့နေတော့ကဒီကောင်နဲ့ငါတော့ကြွင်တက်လိုက်ကြသည်သူတို့တိုင်းနာကငါနယ်ဘက်ကိုတရောင်တာတာလောက်ဝင်နေတယ် ဲ့ဒါငါကဝင်ပြောတော့ဒီကောင်ကလက်မခံဘူးဒါနဲ့စကားများကြရောနောက်ဆုံးကံမီကဝင်ရှင်းပြီးတော့မှပြေလည်သွားကြတာပဲတော်တော်လူဘွားရဲကောင်ငါလဲဒီကောင်ကိုမျက်မှောက်ကျိုးတာအမှန်ပဲကောင်မလေးကိုရအောင်ကြံစမ်းမှချစ်လွင်ရချစ်လွင်စိတ်ထဲမှာတင်ကနေဖြစ်သွားတယ်အန်ကိုပါချိန်လိုက်မိတယ်ဒူအခိုက်ဆက်ဆရာကိုကျော်ခင်ကဆိုင်တွင်းကိုဝင်လာတယ်ကိုကျော်ခင်အတွက်လက်ဖက်ရည်မှားလိုက်တယ် လက်ဖက်ရည်တောက်ပြီးတာနဲ့ကိုဘဆိုင်ကိုနှုတ်ဆက်ခါဆံကယ်ကိုရှင်းနောက်စီးပြီးသူတို့နှစ်ယောက်ထွက်လာခဲ့ကြတယ်။လမ်းမှာမှော်တစ်ပေါ်တဲ့နေရာတစ်ခုကို သူတို့ဝင်ကြည့်ခဲ့ကြသေးတယ်။ထို့ကြောင့်မင်းဘူးကို နေဝင်ကနီးမှပဲရောက်တော့တယ်။ဈေးလဲပိတ်သွားပြီ။ဒီညတဲကိုခမ်းမှပဲညာအိပ်ပြီးနောက်နေ့မနက်ကြမှဈေးတဲကိုဝင်ကြရန်တိုင်ပင်ကြတယ်။နောက်တနေ့မနက်စောစောမှာသူတို့ဈေးတဲကိုဝင်ခဲ့ကြတယ်။ဝင်နေကြဆန်းတဲ့ဆက်ပစ္စည်းဆိုင်ကိုသွားပြီးကြည့်ရှုကြတယ်။ ကိုကျော်ခင်ကသူ့စိတ်ကြိုက်မတွေ့မချင်းဆံများကိုတလုံးပြီးတလုံးလိုက်ကြည့်နေဆံများကိုနှုတ်ကြည့်ုံသာမကပစ္စည်းများကိုလည်းစိတ်စိတ်ဆက်ဆက်စစ်စေးနေသူသဘောကျတဲ့ဆက်ကိုတွေ့ပြီးဆိုမှကိုချစ်လွင်ဟောဒီ22ကောင်ကိုသာယူပြီးတော့အတန်မာရာရောညင်နာရော ပထမရမ်းမယ်ခမကောင်းနေဆိုရင်ယူယုံပေါ့22ကောင်ဆိုတော့ကျွန်တော်အရင်သုံးနေတဲ့18ကောင်ထက်တော့ပိုကြကြသုံးလို့ရမှာပေါ့နော်ဟာ ြာကြာသုံးရဖို့ကိုတော့မပြောနဲ့မော်ရဲကဆက်တွေဘဲဆက်မှာကြာကြာမသုံးရဘူးသုံးတဲ့စီကိုကပန်းစီမှမဟုတ်ပဲရေနံစိမ့်တွေနဲ့ကြီးထည့်ပြီးတော့ခွမောင်းနေမှတော့ဘဲခမ်းနိုင်မလဲဆက်ကကြီးတွေထူပြီးတော့မြန်မြန်ထောင်းတော့တာပဲခမရပြောတာဟုတ်တယ်ဆက်ဖိုးကိုငွေချေလိုက်တယ်ထို့နောက်ဈေးတဲကိုတပတ်ပတ်ခေါတခြားလူအပ်တာများကိုဝေချမ်းကြရီပြီးရင်စားတော့ဆိုင်တစ်ဆိုင်ကိုဝင်ကြရီ မိမိကမတော့တတ်မစားတတ်ပေမယ့်ကိုကျော်ခင်ကိုအဲဝေ့ပြုဖို့ကတာဝန်ရှိသေးတယ်။ gain ကိုကျော်ခင်ခမရလှုပ်ချင်တာမှားပြီတော့။ခန်းစည်းအပြာလေးတက်ထားတဲ့အခန်းထဲကိုရောက်တာနဲ့ချစ်လွင်က ပြောလိုက်တယ်။ကိုကျော်ခင်ကအရန်နဲ့မြေးစရာတချို့ကိုမှားပြီ။ချစ်လွင်ကခောက်ဆွဲကြော်နှစ်ပွဲထပ်မှားလိုက်တယ်။အရန်နဲ့အမီးများရောက်လာပြီ။ကိုကျော်ခင်က ပလင်းအဖုံးကိုဖွင့်နေ။ကျိုးစင်ကက်ရက်အခန်းလေးကိုဇုံတွေတွေကဝင်သွားပြီ။ ထိုဆောင်တွင်မှအခန်းထဲကိုရောက်ရောက်ခြင်းပေပူညာပူညာနှင့်တယောက်တစ်ခွန်စကားများနေကြ၏အထူးသဖြင့်ဒေါနေမောနှင့်ကျဲလောင်စွာပြောနေတဲ့အမျိုးသမီးတန်ကသူတို့အခန်းဘက်ကိုပြန်လွင်လာ၏မိမိတို့ကိစ္စမဟုတ်တာမူဂယုဆိုင်ပြီးနားထောင်မနေပါဒါပေမဲ့ရှင်ဘာမှညာမနေနဲ့ကောင်မလေးနမေကအစကျမအားလုံးသိပြီပြီကောင်မလေးနမေက တင်းတင်းထွေးတဲ့ကောင်မလေးကမော်ထဲမှာအလှဆုံးနဲ့ကောင်မလေးမိဘတွေကကို ရှင်နဲ့ပေးစားဖို့တအားလိုလားနေတာတဲ့။ကဲရှင်ဗာငင်းချင်သေးလေကိုလာကို။နားတဲ့ကိုအလိုလိုဝင်လာတဲ့အထက်ပါစကားစုများက ချစ်လွင်ရဲ့မျက်လုံးတို့ကိုကျဲသွားစေတယ်။နေရွက်တို့ကိုထောင်းသွားစေတယ်။အေးပါမိမရာမင်းပြောတာတွေကိုငါဘာမှမငင်းပါဘူး။ဒါပေမဲ့ငါ့ဘော်လေမင်းနဲနေတော့နားလဲပေးအောင်မပေါ့ကွာ။ဘာနားလဲမှုပေးရမှာလဲ။ကိုကိုကိုလူပြိုရောင်ဆောင်ပြီးတော့နောက်မိမယူမယ်ကိစ္စကို ဘယ်သားမရကမှလက်မခံဘူးလက်စသက်တော့မော်ရဲကိုဘယ်တော့မှလိုက်မလာပါနဲ့တွေ့ချင်ရင်မင်းဘူးကပဲဖုံးဆက်ခေါ်ပါဆိုတာဒါကြောင့်ကိုအရက်ကွဲမှာတော့ကြောက်တတ်တာပဲကွာမင်းကငါ့အပေါ်ကိုနည်းနည်းမှနားမလည်ပဲကိုကဲငါနေချင်းတယ်လို့နေတယ်ပဲထားမင်းတို့မိသားစုကိုပြစ်ထားသလားပြောစမ်းချစ်လွင်ကကိုကျော်ခင့်ကိုအသာငိန်နေဖို့အချက်ပြပြီးနေရန်စီကိုကတ်သွားလိုက်တယ် ဟိုဘက်အခန်းနဲ့ဒီဘက်အခန်းကိုသုံးတက်သားပြားနေပြီးကာချထားရီထိုသုံးတက်သားပြားမှာ လူတရက်ကြော်ကြော်ခန့်သားမြင်နေအပေါ်ပိုင်းကတော့ဟာလာဟင်းလင်းဖြစ်တည်ကံကောင်းကျင်တော့တန်ရိုက်ပြီးပြန်နှုတ်ထားတဲ့နေရာမှာအပေါက်ကလေးကအစင်သင်ချစ်လွင်ကထိုအပေါက်ကလေးကနေအသာချောင်းကြည့်လိုက်တည်လှကိုမှလှကိုအစစ်သူဘေးမှာတော့အသားဖြူဖြူလုံလုံတုတ်တုတ်ဘိုက်ဘူဘူနဲ့မိမတယောက်ကဘေးဆောင်အနေထားနေထိုင်နေတယ်။မိမရာ လောကမှာမင်းမသိတာတွေအများကြီးရှိသေးတယ်ကွာငါပြောပြမယ်မော်ထဲမှာဒီလိုကိစ္စမျိုးကဘာမှထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ဘူးကွာမင်းနားမလည်ပါဘူးမင်းစီကငါပြလိုက်ရင်ပြီးတာပဲမဟုတ်လားကိုသားမယားကိုအိုးကိုအိမ်ကိုတော့ပြစ်ထားခဲ့ပါမလားကွာပြစ်ထားကြည့်လိုက်လေတတိရှိရင်စမ်းကြည့်လိုက်ပေါ့ကိုလာကိုခင်ဆွေတဲ့တဆွေတဲ့ပဲရှိတယ်အေးပါမင်းမယားစိတ်ချစမ်းပါအခုလိုအလောက်ကောင်းဝင်ငွေကောင်းနေတော့မှငါ့ကိုဘာမှဝင်မရှုပ်စမ်းပါနဲ့ မင်းအေးစစ်စစ်နေစမ်းပါရားပေါက်ရားလန်းတွေကရှေ့မှာတပုံကြီးရှိသေးတယ်ဒီအခွင့်ရေးမျိုးကရားတောင်ရားခဲကွာရော့ဒါကိုမင်းယူသွားကလေးတွေကိုလည်းဂယူးဆိုင်ပေါ့လာကိုကကျွတ်ကျွတ်အိတ်နဲ့ထဲထားတဲ့ကြီးမားတဲ့ငွေထုပ်ကြီးကိုသပွဲပေါ်ကိုချပြီးတို့အမျိုးသမီးကငွေထုပ်ကြီးကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ဒေါသအရှိန်နဲ့မျက်နာက တင်းမာခတ်ထန်နေပေမဲ့နှုတ်ကတော့တစုံတရာထက်မှန်ပြောဆိုခြင်းမပြုတော့ အဲ့ဒီလိုသူတို့ပြောနေဆိုနေတာကြားလိုက်တာနဲ့ကျွန်တော်လည်းခေါင်းနှပန်းနေကြီးသွားတာပဲလက်ဆတ်တော်ဒီကောင်ကကြားမှာကြားအစ်စ်ပဲဗျကိုဘဆိုင်ရကို့မှာအိမ်တော်ရှိရနဲ့တင်တင်ထွေးကိုကြံနေကောင်ပဲဗျဟုတ်ပါကွာအေးလေငါလည်းထင်တော့ထင်သားပဲဒီကောင်သူ့ကိုသူဘလို့ပဲလူပြိုလို့ကြွေးကြော်ကြွေးကြော်သူ့ရဲ့လင်မုံတွက်ပုံရဲတင်းပုံတွေကိုကြည့်ပြီးတော့ယုံရခက်ကြီးပါကွာမင်းခုလိုအချိန်မီတိလိုက်ရတော့ မင်းကောင်မလေးအတွက်ကန့်ကောင်းတာပဲအေးဗျာတိုက်တိုက်ဆိုင်ဆိုင်လာဆောင်သွားတာပဲဒါနဲ့မင်းကသူတို့နှစ်ယောက်စားတောက်ဆိုင်တွေကထွက်သွားပြီးတဲ့နောက်မှာဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာလိုက်မကြည့်ဘူးလားကြည်တာပေါ့ကြည်တယ်ကျွန်တော်လည်းစိတ်တွေအရန်လှုပ်ရှားသွားပြီးသူတို့ဆိုင်ထဲကထွက်တာနဲ့နောက်ကအသာကတ်လိုက်သွားတယ်ကိုကျော်ခင်ကတော့ကျွန်တော်ပြန်မလာမချင်းစောင့်နေဖို့မှားထားခဲ့တယ်ဒီကောင်က သူ့မိမကြီးကိုကားဂိတ်ကိုလိုက်ပို့တာဗျရန်ကုန်ကားဂိတ်ကို မင်းညကတော့ဘယ်မှာတဲတယ်မသိဘူးပေါ့ကျွန်တော်စောင့်ကြည့်နေတော့မှပဲသူမိမကကားနဲ့ပါသွားတယ်နှာကိုလည်းသူ့ဆိုင်ကင်းနဲ့မော်ရဲဘက်ပြန်သွားတာတွေ့လိုက်ရတယ်ဒါနဲ့ကျွန်တော်လည်းစဉ်းစားတယ်သူမိမစီးသွားတယ်က မကွေးကားကြီးဝန်းနဲ့ကလာတဲ့မှန်လုံးပြဒီကဂိတ်ခွဲမှာခီးတယ်လာတင်တာပဲပြီးရင်ဟိုကိုပြန်သွားမယ်မကွေးမှာဂိတ်ပြန်ထိုးပြီးတော့လူစုံတော့မှရန်ကုန်ထွက်မယ်ကားပဲ ဒါနဲ့ကျွန်တော်လည်းအဲ့ဒီကားနောက်ကိုဆိုင်ကယ်နဲ့အသာကတ်လိုက်သွားတယ်။မကွေကားကြီးဝင်းရောက်တော့ထင်တဲ့အတိုင်းပဲကားကဂိတ်မှာပြန်လာတယ်။ညနေ၄နာရီထိုးမှရန်ကုန်ကိုထွက်မှာ။အချိန်ကနိုင်ဝက်တာတာလောက်လိုသေးတယ်။ကျွန်တော်ကမျက်ခြေမပြန်လိုက်ကြည့်နေတာ။ပထမတော့အဲ့ဒီအမျိုးသမီးကကားပေါ်ကဆင်းလာပြီးတန်းစင်ကန်နဲ့ဝင်သွားတယ်။အဲ့ဒီနောက်ခရီးတဲ့နားနီဆောင်တွေကို ပြန်ဝင်လာပြီးတော့ထိုင်ကုန်တန်းတစ်ခုမှဝင်ထိုင်နေ။ကျွန်တော်လည်းကိုကိုကိုရဲစေးတင်လိုက်ပြီးတော့ ဒီကအမကြီးကကိုလာကိုရဲ့အမျိုးသမီးမခင်ဆွေမဟုတ်လား။အော်ဟုတ်ပါတယ်။မခင်ဆွေဆိုသူအမျိုးသမီးကချစ်လွင်ကို အန်အန်သိနဲ့မျက်နာနဲ့ကြည့်နေတယ်။ချစ်လွင်က မျက်နာကိုအကြိုသားဆုံးပြုံးထားတယ်။မော်ရဲကပြန်လာတာလား။မော်ရဲမရောက်ခဲ့ဘူးရှင်။မင်းမှုကပဲပြန်လာတာပါ။ဒါနဲ့ဒီမောင်လေးကကျွန်တော်နဲ့ကိုလာကိုကမိတ်ဆွေတွေပါ။အမကြီးမမှတ်မိလို့ပါ။ အမကြီးတို့အင်ကိုတော်ကိုလာကိုနဲ့အတူကျွန်တော်ခဏတစ်ဖြုတ်ဝင်ခဲ့ဘူးသေးတယ်ကျွန်တော်တော့မိတ်နေပြီရန်ကုန်ဘယ်နာမှာတောက်ကြန်လမ်းဆုံးမှာရှင်ဟုတ်ပြီဟုတ်ပြီကျွန်တော်မှတ်မိပြီကလေးတွေရော နေကောင်းနေမဟုတ်လားအကြီးနှစ်ယောက်ကတော့နေကောင်းပါ रे ငယ်ဆုံးသားလေးကတော့ drive right ဖြစ်လို့မကြခင်ကမှစေးရုံကဆင်းရတာသူကသူ့အဖေရဲ့အသေးကြော်လေးဆိုတော့အဖေကိုပူဇာနေတာနဲ့ကိုလာကိုကိုလာခေါ်တာပါဒါပေမဲ့သူကမလိုက်နိုင်ပါဘူး ရှင်တို့ကိုလာကိုကမော်တဲ့ကနေမခွဲနိုင်ရဲကိုမခင်ဆွေကမျက်နာကိုမေ့ကပြောလိုက်တယ်။ချစ်လွင်က အလိုက်တင်မေပြန်ပြောလိုက်တယ်။အလौတွေများနေလို့နေမပေါ့အမရ။စီပွဲစားလောကမှာတော့ကိုလာကိုကအောင်မြင်ဆုံးပဲ။သူကမော်တဲ့မှာ စတားပဲလေ။ရှင်တို့စတားကြီးကိုလည်းကြည့်ထင်ကြအောင်ပေါ့။တော်ကြောင်မော်တဲ့မှာပဲအယိုးထုတ်နေရပါအောင်မေ။ကတိတိပြောလိုက်တဲ့မခင်ဆွေရဲ့စကားက ူအတိတ်ပဲနဲ့သူစောင့်နေတာမှန်ပေမဲ့ချစ်လွင်ကဘာမှမသိသူလို့မင်းတီတီနဲ့ပဲနေလိုက်တယ်။အဲ့ဒီနောက်တော့ခရီးသည်တွေကလည်းတဖွဲဖွဲရောက်လာလူတန်သူတန်တွေကလည်းစူးညံလာတာမို့ဘာမှဆက်ပြောလို့မရတော့ဘူး။ကျွန်တော်လည်းမယောင်မလဲနဲ့ပြန်လည်လာခဲ့တယ်။ gain ဒီကိစ္စကိုဘယ်လိုလုပ်ရင်ကောင်းမလဲကိုဘဆိုင်။တင်တင်ထွေးတို့မိဘတွေကိုဒီအကြောင်းတွေတော့ပြီးဖွင့်ပြောလိုက်ရင်ကောင်းမလား။ဟာဘယ်ဖြစ်မလဲ။ မင်းတော့ပြောလိုက်လို့သူတို့ကယုံနာမယုံနာအပထားကို့မာကတတ်တည်ရဲ့လို့ခိုင်ခိုင်မာမာမှမရှိတာတော်ကြသူတို့ပွဲပြတ်အောင်ကြံပါတယ်ဆိုပြီးမင်းကိုတော့ပြန်ပတ်သွားလိုက်အောင်မေဒါဖြင့်ဘလို့လောက်ရမလဲကြားရပြထွေးကိုကျွန်တော်ခိုးပြေတော့မေဒီလူရဲ့အန်တီရယ်ကိုစိုးရိမ်လှပြီအေးပါခိုးပြေတာကဘယ်ချင်းခိုးပြေပြေရပါတယ်ဒါပေမဲ့နေစမ်းမအောင်ငါကြံစမ်းမအောင်မေဒီကောင်လို့သူမြသားသမီးကိုငွေနဲ့ပေါက်ပြီးဖြက်စီးတဲ့ကောင်မျိုးကို မှတ်လောက်သားလောက်ရှိအောင်ဆုံးမရမှာကွာဒါမှမော်ရဲလေတန့်သွားမှာတင်းတင်းထွေးမိဘတွေလေသူအကြောင်းသိမင်းတို့နှစ်ယောက်လေအဆင်ပြေဒီကောင်လေမော်ရဲကထွက်ပြေးရမယ့်အကြံမျိုးကြံရမယ်ကွာကိုဘဆိုင်ကမျက်မှောင်ကျုပ်ကစဉ်းစားကန်းဝင်နေတယ်သူအခိုက်ရှိသူတို့မှသူတို့ဘက်ကိုရှောက်လာတယ်ကိုခင်ရှင်ကိုတွေ့ကြရတယ်ကိုခင်ရှင်ကိုတွေ့လိုက်တာနဲ့ကိုဘဆိုင်မျက်နှာကဝင်းလက်သွားတယ်လက်ဖြောက်တစ်ချက်တီးလိုက်ပြီးဟုတ်ပြီဟုတ်ပြီငါကြံရပြီ ဟေးခင်ရှင်ဒီကိုလောင်းဟေးကိုဘဆိုင်ကချဲ့လွင်ကိုပြောရင် ကိုခင်ရှင်ကိုပါတပါးရေးခေါ်လိုက်ပါရီကိုခင်ရှင်က သူတို့စီကိုဝင်လာရီကိုခင်ရှင်မှာ ကိုဘဆိုင်နဲ့ညီကိုတဝမ်းခွဲတော်သူဖြစ်တယ်ပြီးတော့ဂျီလူကမော်ရိုးတစ်လျှောက်မှာသူ့ကွယ်နေသူအေးပါသူတဦးလေးဖြစ်တယ်သူကကျင်းပိုင်များအနေနဲ့သူတို့ကျင်းများအတွက်ပွဲတင်ပွဲမြောက်ပြုလုပ်လိုပါကလိုက်ပါဆောင်ရွက်ပေးရသူဖြစ်တယ် ဒါပြင်ဝါသနာပါသူတို့အနေနဲ့အလိုရှိပါကသူ့ထံမှာမေးနိုင်ဆန်းနိုင်နေရင်းနှီးသူများကသူ့ကိုမျက်စိအားခင်ရှင်လို့ခေါ်ကြ၏မင်းကြီးကအကူကြီးတောင်းစရာရှိတယ်ကွာခင်ရှင်ရဘာအကူကြီးလဲကိုကြီးကိုခင်ရှင်ကခပြုံပြုံမျက်နှာနဲ့မေးလိုက်သည်ကိုဘဆိုင်ကမနှက်ပြောင်ဥထုံးမြိုင်တို့ကျင်းတဲ့အတွက်မင်းပွဲတင်ပြရမှာမဟုတ်လားတို့ကျင်းဒီနာချင်းတွေကိုတော့ဖိတ်ထားတာပဲဟုတ်တယ်ကိုကြီး ဒီနေ့ကပဲသူသမီးတင်တင်ဝင်လာပင့်သွားတာအေးဟုတ်ပြီအတော်ပြီဒီလိုกว่าဒီလိုအီမာသူတို့သုံးယောက်ရဲ့အကျိတ်နဲ့ဆွေးနွေးပွဲကြီးစတင်လေးပြီကိုဘဆိုင်ကကိုခင်းရှင်းကိုဖြစ်ချောင်းရဲ့မှာကုံစင်ရှင်းပြရီးပြီးတော့သူစိတ်ကိုယ်ထဲမှာအကြံကိုပါပြောပြရီးကိုဘဆိုင်ရဲ့စိတ်ကူးနဲ့အစီအစဉ်များကိုသိရလေတော့ချစ်လွင်ကအလွန်မင်းဝမ်းသာသွားတယ်စိတ်တွေလည်းတက်ကြွလာတယ် ဒါပေမဲ့ကိုခင်ရှင်ကတော့ခက်အေးအေးမျက်နှာမျိုးနဲ့မထုံတက်သေးလုံနေသေးတယ်။ကိုဘဆိုင်စကားဆုံးသွားပြီးမှပြုံဖြဲဖြဲမျက်နှာနဲ့ဖြစ်ပါမလားအကိုကြီးရောလွယ်တော့မလွယ်ဘူးနော်။အကိုကြီးပြောတာတွေကခိုင်လုံလို့လား။ခိုင်လုံပါလေကွာ။ဒီမှာတရကရှင်တယောက်လုံးရှိနေတဲ့ဥစ္စာ။ငါပြောတာတွေဟုတ်တယ်မဟုတ်လားချစ်လွယ်။ဟုတ်ပါရဲ့ကိုဘဆိုင်ပြောတဲ့အတိုင်းပါပဲ။ကဲဟုတ်ပြီနော်။မင်းသာပြပြကြီးကြီးနဲ့ပိုင်ပိုင်နိုင်နိုင်လှုပ်ဆန်းပါ။ ဒီကိစ္စမင်းလည်းကုသိုလ်ရပါလေကွာဟုတ်ပါတယ်ကိုခင်ရှင်ဒီကိစ္စမှာကိုဘဆိုင်ကဂျားကနေမခံကျင်လို့တတ်တတ်ဝင်ကူညီတာပါခမရပါဝင်ပြီးတော့ကူညီပါအောင်ဗျာဒီကောင်ကိုနှိတ်ကုတ်မှာဖြစ်မှာကဲဒီလိုလုပ်ဗျာအခုပြောတဲ့စီစဉ်တွေအလုံးအောင်မြင်ပြီးစီးတာ ਨੇ ခမရကိုစီတပေပါပူဇော်မယ်ဗျာဘာနဲ့လဲချင်းလွင်ရောက်သွားတဲ့အချိန်မှာပရိသတ်ကစုံလင်လျက်ရှိပြီး ကျင်းမိုင်ဖြစ်တဲ့ဦးထွန်းမြိုင်ဒေါ်တင်လှနဲ့သမီးတင်တင်ဝင်တင်တင်ထွေးတို့အပြင်ကျင်းတဲ့ပွဲတင်ပွဲကိုဖိတ်ကြထားတဲ့အနီးနားမှာ လူ30ခန့်မှရောက်နေတာကို တွေ့ရတဲ့လာကိုကတော့တင်တင်ထွေးအနီးမှာပြုံ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 နဲ့ကတ်ထိုင်လျက်ရှိတာကိုတွေ့ရတဲ့ပရိသတ်ကြားမယောင်မလဲနဲ့ဝင်လာတဲ့ကျစ်လွင်ကိုတွေ့ရတာနဲ့တင်တင်ထွေးကမျက်နှာလေးညှို့သွားတယ်။နတ်ဆရာကိုခင်းရှိန်အနီးမှာထိုင်နေတဲ့ကိုဘဆိုင်ကကျစ်လွင်ကိုအတိတ်ပဲပါပါလှမ်းကြည့်လိုက်တယ်။ မကြမီကိုခင်ရှင်ကပွဲတင်ထားတဲ့စင်ပေါ်မှာဖျောင်းနိုင်များကို စတင်ထွန်ကြီးလိုက်တဲ့ထို့နောက်ဥသောချင်းချကြော့ပြီးနောက်လက်အုပ်ကြီးကပါဇက်ကရွတ်ဖက်ပြီးပူဇော်ခြင်းအမှုကိုပြုတယ်ရွတ်ဖက်ပူဇော်ခြင်းပြီးစီတော့ထက်မှန်ဥချပြန်နေထို့နောက်မှာတော့လူကငြိမ်ကြသွားတယ်အတန်ကြာငြိမ်သက်နေရကဥစွာလက်အုပ်ကြီးထားတဲ့လက်ပြားကလေးများကစပြီးတဖြည်းဖြည်းနဲ့လှုပ်ရှားလာတယ်မကြမီတစ်ခုလုံးလှုပ်ရှားလာပြီးတဆက်ဆက်တုံလာတယ် ရှေးနောက်ရင်ထိုးလာတဲ့ထို့နောက်ပူ၍ပူ၍ကျန်းလာကခိုက်ခိုက်တုံလာပြီးနောက်မျက်နာကိုလက်ဝါးတို့နဲ့တပြန့်ပြန့်ရိုက်တော်ရီပါဇက်ကလေတဟင်းဟင်းအတန်ပြုတ်ကတကြီးကြီးမြည်အောင်ကျိတ်လို့နေတယ်ဟာဘသူမှမပင်ဘဲနဲ့ဝင်လာတာဘယ်ပုတ်ကိုပါလဲပရိသတ်တွေနည်းနည်းနောက်ဆုတ်ပေးကြပါကုဘဆိုင်ရဲ့စကားကြောင့်ပရိသတ်များကလှင်မြန်စွာနဲ့နောက်ကို ရှေ့ပြေးကြရီကုဘဆိုင်က အလိုက်တဲ့မင်းမီးလိုက်တယ်မော်ပိုင်ဖိုးဖိုးကြီးများလား ဘာမျှအလိုရှိပါသလဲမဟုတ်ဘူးဟဲ့မဟုတ်ဘူးဒါဖြင့်တောင်ပိုင်မဲတော်ကြီးများလားမဟုတ်ဘူးမဟုတ်ဘူးဒါဖြင့်ဘယ်ပုဂ္ဂိုလ်များလဲဆိုတာမိန့်တော်မူပါငါငါကိုမော်ပြန်ကိုတော်ကြီးဟဲ့နားလေလားပရိသတ်ကတယောက်မျက်နာတယောက်ကြည့်ကြတယ်ကိုမော်ပြန်ကိုတော်ကြီးဆိုတဲ့အတွက်ထူဆန်းနေကြတယ်ကိုမော်ပြန်ကိုတော်ကြီးကသားတို့စီကိုတခါမှကြောက်မလာဘူးထင်ပါတယ်ဟုတ်တယ် ခုကိစ္စရှိလို့လာတာကိစ္စရှိလို့လာတာအကျိုးချောင်းကို အလုံးစုံမိန်တော်မူပါအောင်ကိုရောကြီးအိမကိုမော်ပြန်ကိုရောကြီးကမြတ်ထောင်နေကြီးနဲ့ဆောင်ကြီးအောင်ကြီးပြောတယ်နင်တို့ပြောနေတယ်တောင်ပိုင်မဲတော်ကြီးဆိုတာငါနမဟဲ့ငါနမတိရလားငါတို့မောင်နှမဟာရိုးရိုးတတရေနံတူရဲ့နဲ့လူယုံမှတချို့ရဲ့လက်ချက်ကြောင့်တေခဲ့ရတာဟဲ့ငါကမော်ကိုမော်နေကိုနေကိုလှဲ့ခဲ့တာမို့ ကိုမော်ပြန်ကိုတော်ကြီးဆိုပြီးနာမည်တွင်ခဲ့တာနားလေလားဟိုးနောက်ဆူဆူကတောင်းဟာငါတောင်းမေအခုနင်တို့မော်ထဲမှာအညီဟောက်ဇလန်းတွေပေါနေတယ်ဟဲ့ပေါနေတယ်တည့်ရဲ့လားငါနှမက အပြူးဆိုတော့သူကရှက်လွန်းလို့ငါကိုလှမ်းခေါ်တာနေငါလာခဲ့ရတာဟဲ့ငါလာခဲ့ရတာကိုဘဆိုင်ကမဆိုင်မတော့ပဲပြန်မေးလိုက်တယ်ဘလူလူကဘလူအညီဟောက်ဇလန်းတွေခင်းနေတယ်ဆိုတော့မိန်တော်မူပါကိုတော်ကြီးနင်တို့မော်ထဲမှာ တားကြီးမယားကြီးရှိရနဲ့။သူမြတားပြို့သမီးပြို့ကိုအငယ်နောက်လှုပ်ဖို့ကြံတဲ့သူရှိတယ်ဟဲ့ရှိတယ်။ချစ်လွင်ကလှကိုထံကိုအตาခိုးပြီးလမ်းကြည့်လိုက်ရ။လှကိုကမတိမတားမျက်နှာပြတ်သွားတာကိုတွေ့ရရင်ကိုမော်ပြန်ကိုတော်ကြီးကဟဲ့လှကိုဟဲ့လှကိုနင်ကိုပြောနေတယ်ဆိုတာနင်သိတယ်မဟုတ်လားဟဲ့နင်သိတယ်မဟုတ်လားပြောစမ်းငါ့ကိုပြောစမ်းကိုရိုကြီးရဲ့ခကြမ်းကြမ်းလှမ်းမိတဲ့အစုံမှာ ပရိသတ်ကဟာကနေဖြစ်သွားကြပြီးတလုံးလုံးတရွရွဖြစ်ကုန်ကြတဲ့လာကိုထံကိုလေတပြိုင်နက်သေးလိုလိုလန့်ကြည့်လိုက်ကြတဲ့တင်တင်ထွေရဲ့မိဘနှစ်ပါးစလုံးမှာဗဇက်အဟောင်းသားနဲ့ကြက်တီတည်သွားကြတဲ့လာကိုကမျက်နာကြီးမေကနေဖြစ်သွားပြီးချက်ချင်းပဲရှူးရှူးရှင်းရှင်းနဲ့ဒေါသတကြီးပြန်អော်လိုက်တယ်ဘဲကကိုတော်စုပ်ကြီးလေဘာပောက်ခရရတွေလာပြီးတော့ပြောနေတာလေအောင်းမငါ့ကိုများလူရုံမှာကဒီလိုပြောရသေးတယ် မောက်တာတွေဘာလို့ပြောလဲရိုက်လွတ်လိုက်ရမလားအောင်းမငါ့ကိုများရိုက်လွတ်မလီဘာလိနဲ့နင့်ကိုသာငါစီးတော်ကြားနဲ့ကြိုက်တမဟဲ့ငလကိုရဲ့ခလေးသုံးယောက်အဖေကြီးရဲ့လှကိုကတောင်ခနေဖြစ်သွားရီဇဝေဇဝါဖြစ်သွားဟန်ကိုလေသူမျက်နာမှာစပီမြင်လာကြရီပရိသတ်ကတော့ပွဲကြီးပွဲကောင်းတဲ့ပွဲတထိတ်ထိတ်နဲ့စောင့်ကြည့်နေကြရီကိုရောကြီးကဟဲ့လှကိုနင်မြဲမြဲမှတ်ထားနင်မိမခင်ဆွေနဲ့ နေကလေး၃ယောက်အပါဝင်ထောက်ချက်လမ်းဆောင်ကနေအင်ကိုငါမကြခင်မီးလောင်တိုက်သွင်းမယ်ဟဲ့မီးလောင်တိုက်သွင်းမယ်နားလေလားလက်ကိုမျက်လုံးပြူးလီပြီးအန်အော်လုံးမကလည်းအန်အော်တော်ဟန်တူတွေကြာပြင်ကြောက်စိတ်ပါဝင်သွားပုံရတာကိုအထင်ရှားမြင်နေရတယ်ကိုတော်ကြီးကဆက်ပြီးကျင်းနေဟဲ့လက်ကိုမိမကခလေးနေမကောင်းလို့လာခေါ်တာတော့အငယ်စိတ်မှွန်ပြီးတော့လိုက်မသွားရေကောင်းနင်ကလေးနေမကောင်းတာဟာငါလောက်တာဟဲ့ငါလောက်တာ လုတ်တုံးကတော့နင့်ကိုလှုပ်တာပဲဒါပေမဲ့နင်ကကံမြင့်နေတာမို့ကလေးကနင့်ကိုစားခံတော့ရတာဒီတခါတော့နင့်ကိုလည်းတိအောင်ဆုံးမမယ်နင့်အချစ်တော်နင့်ကလေးကိုလည်းတခါတဲ့အသက်ပါအောင်နှုတ်ယူလိုက်မဟဲ့နော်ကိုမော်ပြန်နေဟိလှကိုဇောချွေးပြန်လီပြီကြောက်စိတ်ကြောင့်တကူလုံးတဆက်ဆက်တုံနေလေလက်ကင်ဘဝနဲ့ချွေးကိုအခါခါတုတ်နေလေကလေးကိုတော့အသက်မနှုတ်ပါနဲ့ချမ်းသာပေးပါကိုတော်ကြီး အတိတ်အငေါငေါနဲ့ပြောလိုက်တဲ့လှကိုရဲ့စကားဆုံးမှာပရိသတ်များကအံဩဘနံဝိုင်းကြည့်နေကြတယ်။သူအချိန်မှာတင်တင်ထွေကထိုင်ရကနေရုပ်ကနေထပြီးထွက်သွားတယ်။ဒူးရှိကောတင်တင်ဝင်းကပါညမဖြစ်သူနောက်ကိုထလိုက်သွားတာကိုတွေ့ရတယ်။ဦးထွန်းမြိုင်နဲ့ဒေါ်တင်လှတို့ကတော့တောင်းတောင်ကြီးဖြစ်လျက်လှကိုကိုငေးကြည့်နေကြတယ်။ကျေလွင်က လက်သီးကိုဆုပ်ခါစိတ်ရအတွင်ကအောင်ပြီးအောင်ပြီးလို့ကြိတ်ပြီးဂျုံဝါလိုက်တယ်။ ကိုရောကြီးအတန်ကထွက်ပေါ်လာပြန်နေဘာအခုမှချမ်းသာပေးပါလေဘာအခုမှကြောက်ပါပြီလေငါမကြိတ်နဲ့ဘူးဟဲ့မကြိတ်နဲ့ဘူးတောင်းတောင်းတောင်းမမာလေးကိုရောကြီးခွဲလွတ်တော်မူပါတဲ့ဒီလိုပြောရုံနဲ့ယာယိုးလားငါကိုတောင်းမှန်ချင်းနေအခုချက်ချင်းနေအိမ်ကိုပြန်ဟိုမှာပွဲကိုကောင်းကောင်းတင်ငါကိုပင်းဖိတ်ပြီးရိုးရိုးတေးတေးတောင်းမှန်ဒါမှငါကြိတ်နဲ့နိုင်မယ်နားလေလားကောင်းကောင်းကောင်းပါပြီကိုရောကြီး လကိုကတုံတုံရီရီနဲ့ပြောလိုက်သည်ထို့နောက်မှာမျက်နှာကိုအောက်ချကောင်ဘသူကိုမှလည်းမကြည့်ုံဘသူကိုမှလည်းနှုတ်မဆက်ဝန်းတော့ပဲထိုင်ရာကနေထသွားပြီးဆိုင်ကယ်ကိုဇက်နှိုးကထွက်ခွာသွားတော်ရီမကြမီကိုခင်ရှင်ကတဖြည်းဖြည်းပြန်ငြိမ်သွားပြီးပုံမှန်တိုင်းပြန်ဖြည့်သွားရီပရိသတ်အပေါင်းကအတီးတီးမှင်သက်နေကြပြီးမလုံမချောက်ဖြစ်နေကြရီကိုပါဆိုင်ကချက်လွင်ကိုလက်မထောင်ပြလိုက်တာကိုဘသူမှမမြင်မိကြပါဘူး နောက်တစ်ပတ်ခန့်အကြာမှာကျစ်လွင်ကတင်တင်ထွေးကိုလူကြီးဆောင်ရနေတောင်းရန်နေတင်တင်ထွေးရဲ့မိဘများကလှကိုနေပတ်သက်ပြီးနမေပြက်ခဲရတဲ့သမိအတွက်စိတ်မကောင်းဖြစ်နေစေအချိန်မှာယခုလိုမိသားဖသားပြီးပြီးတောင်းရမဲ့သူက ပေါ်လာတဲ့ပြင် သမိဖြစ်သူကပါမြေတားမျှနေသူဖြစ်တာမို့တစ်ချက်မှမငင်းတော့ဘဲအလွယ်တကူပဲလက်ခံလိုက်တယ် ကိုမော်ပြန်ကိုတော်ကြီးရဲ့နှင်ထုံးမှုကြောင့်ထွက်ခွာသွားရတဲ့လှကိုတယောက်ကတော့ဂျူနီကစပြီးမော်ရဲကို ပြန်မလာတော့ပြီ။နတ်ဆရာခင်ရှင်ရဲ့တရင်ကမော်ယူတျှောက်မှာဟိုဟိုကြော်သွားတာမူဂျူနီကစပြီးသူတဲဝင်းကျင်မှာပွဲတင်ပွဲမြောက်ပြုလို့သူနမေးလူသူများနဲ့အမဲလူလူပွဲစီကားလျက်ရှိတော်ရီ။စာရေးသူဇာကြီးကိုလေဂျေဇူးတင်ပါရီ။ဟုတ်ကဲ့။ ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တက္ကူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။